ရေဒီယို NUG သတင်းရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်ဧပြီလ24ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့်ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်အကြံဖတ်စစ်အုပ်စုဟာပြည်သူတွေရဲ့ငွေကြေးကိုအမျိုးမျိုးကိုခိုးယူနေတယ်လို့ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် အကြံဖက်စစ်အုပ်စုဟာပြည်သူတွေရဲ့ငွေကြေးကိုအမျိုးမျိုးခိုးယူနေတယ်လို့လျှက်စစ်နဲ့စွန့်ရင်ဝင်ကြီးဌာနဒုတိယဝန်ကြီးဥမော်ထွန်းအောင်ကဆိုပါတယ်။စကားဆငွေခိုးနှီးတွေကဗဟိုဘဏ်ငွေလဲနှုန်းကို ပြင်ပပေါက်ဈေးထက်နှိမ်ပြီးခိုးတယ်။ငွေကြေးဖောင်းပွားအောင်ဝါစီကနေငွေဆက်ကူရိုက်ထုတ်ပြီးငွေကြေးတန်ဖိုးကျဆင်းအောင် လုပ်ပြီးခိုးတယ်။အသုံးပြုသူပေးရတဲ့ဝန်ဆောင်မှုကြီးလျှက်စစ်မီတာကို arbitrary tariff တောင်းကျင်သလိုတောင်းပြီးခိုးတယ်။ နိုင်ငံခြားအလုပ်သွားလုပ်သူများရဲ့ဝင်ငွေကိုသူတို့ခရိုနီဘန်တွေကနေလွှဲခိုင်းပြီးခိုးတယ်လို့ဆိုပါတယ်။လက်ရှိမှာငလင်ဘေးသင့်ပြည်သူများထံနိုင်ငံတကာကလှူဒန်းထားသောပစ္စည်းများအပြည့်အစုံမရောက်ရှိပဲစစ်အုပ်စုကတင်ဆက်ထားတယ်လို့လည်းမှတ်တမ်းထပ်ပုံများထွက်ပေါ်ခဲ့ပါတယ်ခင်ဗျာ။ဒုတိယသတင်းနေဖြင့်မြမရိုးရာနှစ်သက်ကူစူတောင်းပွဲနှင့်အမိမြမနိုင်ငံအတွက်ကုညီပံပိုးမြေရမုံငွေပွဲတို့ဂျပန်နိုင်ငံ NUG ကိုယ်စားလှယ်တက်ရောက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ မြန်မာရိုးရာနှစ်သက်ကူစူတောင်းပွဲနှင့်အမိမြန်မာနိုင်ငံအတွက်ကုညီပံပိုးမြင့်ရန်ပုံငွေပွဲသို့ဂျပန်နိုင်ငံ NUG ကိုစလဲစောဘလှသိမ်းတက်ရောက်ခဲ့ပါတယ်။မြန်မာရိုးရာနှစ်သက်ကူစူတောင်းပွဲနှင့်အမိမြန်မာနိုင်ငံအတွက်ကုညီပံပိုးမြင့်ရန်ပုံငွေပွဲကိုဧပြီလ12ရက်မှ13ရက်အထိဂျပန်နိုင်ငံမှာနှစ်ရက်တာကျင်းပပြုလုပ်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ NUG ကိုယ်စားလှယ်မှနှစ်သစ်ဆူတောင်းတဲ့မြန်မာနိုင်ငံတွင်လှုပ်ခတ်ခဲ့သောငလင်ကြီးအတွက်ဝန်ထမ်းချောင်းပြောကြားခဲ့ပြီးငလင်အတွက်ဘာသာပေါင်းစုံဖြင့်ဆူတောင်းပါဝင်ခဲ့ကြပါတယ်ခင်ဗျာဆလဘီငလင်ဘေးအကြောင်းပြပြီးလိမ်မိုင်းဆန်ရအမျက်ထုတ်တာနဲ့အလွဲသုံးစားပြုသူတွေကိုတိုင်ကြားဖို့ UN ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။ ငလင်ဘေးသင့်ပြည်သူတွေကိုအခမဲ့ကူညီပေးနေတာဖြစ်တဲ့အတွက်ငလင်ဘေးကိုအကြောင်းပြပြီးလိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တာနဲ့အလွဲသုံးစားပြုလုပ်သူတွေကိုတိုင်ကြားဖို့ UN မြန်မာကဒီနှစ်ဧပြီ24ရက်မှာထုတ်ပြန်ပြောဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ငလင်ဘေးကြောင့်လူပေါင်းများစွာထိခိုက်ခံစားနေကြရပြီးအကူအညီတွေလိုအပ်နေသေးလို့ဆိုပါတယ်။နိုင်ငံတကာအဖွဲ့အစည်းတွေကပေးတဲ့အကူအညီတွေဟာအခမဲ့ပေးဝေတာဖြစ်တဲ့အတွက်လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်တာနဲ့အလွဲသုံးစားပြုလုပ်ခွင့်မရှိဘူးလို့သတိပေးထားပါတယ်။ အကူအညီအတွက်လိမ်မိုင်းဆိုင်ရာအမြတ်ထုတ်တာနဲ့အလွဲသုံးစားလောက်တာမျိုးကျူးလွန်မယ်ဆိုရင်ကျူးလွန်သူကိုတပ်ဆိုင်ရာအဖွဲ့အစည်းတွေကအေးအေးယူမှာဖြစ်တယ်လို့ UN မြန်မာရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် WHO အပါအဝင်ပူးပေါင်းဆောင်ရွက်နေကြတဲ့လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးနေတဲ့လူမှုကူညီရေးအသင်းအဖွဲ့တွေအားလုံးလိမ်မိုင်းဆိုင်ရာကျူးလွန်မှုတွေကနေကာကွယ်ခြင်း PSEAH စီမင်းစည်းကမ်းတွေကိုလိုက်နာရမယ်လို့လည်းအတိပေးထားပါတယ်။အကူအညီရယူနေကြတဲ့ရတားပြည်သူတွေအနေနဲ့လည်းအကူအညီတွေကိုကိုယ်စိတ်လုံခြုံစွာရယူနိုင်ပြီးအကူအညီပေးနေသူတွေကပတ်စံပေးမြည်အလုပ်ပေးမြည်အကူအညီပေးမြည်ဆိုကတစိုးလက်ဆောင်အခွင့်အရေးနဲ့လိင်ကိစ္စတောင်းဆိုခွင့်မရှိဘူးလို့ဆိုပါတယ်။အကူအညီရယူနေသူတွေအနေနဲ့ အကူအညီပေးနေသူတွေကကိုနှုတ်အမူအရာနဲ့လိမ့်မိုင်းဆိုင်ရာ မဖွဲမရပြောဆိုတာထိတွေ့ကင်တွေတာမျိုးလုပ်နေတာမျိုးတွေ့ရင်ချက်ချင်းတိုင်ကြားကြဖို့ UN မြန်မာကနှိုးဆော်ထားပါတယ်အခုလိုတိုင်ကြားတာကြောင့်လက်ရှိရနေတဲ့အထောက်ပံ့တွေအတွက်လုံးဝထိခိုက်မှာမဟုတ်ဘဲဆက်လက်ရရှိနေမှာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ပြီးခဲ့တဲ့မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင့်မြန်မာပြည်သူတွေထိခိုက်ဆုံးရှုံးမှုကြီးမားခဲ့ပေမဲ့ လက်ရှိအချိန်မှာငလင်ဘေးသင့်ပြည်သူတွေဟာရှိတဲ့ခွန်အားနဲ့လူနေမှုဘဝတွေပြန်လည်တည်ဆောက်ဖို့ကြိုးစားနေကြပြီဖြစ်ပေမဲ့နိုင်ငံတကာအကူအညီတွေအရေးပေါ်လိုအပ်နေသေးလို့သိရပါတယ်ခင်ဗျာဆလဘီငလင်ကြောင့်ပြိုကျခဲ့တဲ့ Sky Villa အောက်ကရုပ်အလောင်းနှလောင်းယနေ့ထပ်မံတွေ့ရှိတဲ့သတင်းကိုတင်ပြပေးပါမယ်။ ငလင်ကြောင့်ပျော်ကြခဲ့တဲ့ Sky Villa အောက်ကရုပ်အလောင်းနှလောင်းယနေ့ထပ်မံတွေ့ရှိခဲ့ပြီးစုစုပေါင်းရုပ်အလောင်းတရာကျော်တွေ့ရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။အင်အားဖြင့်ငလင်လှုပ်ခတ်ခဲ့မှုကြောင့်မန္တလေးတိုင်းဒေသကြီးမန္တလေးမြို့တွင် ရန်နေရာများနှင့်အတူ ရုပ်အလောင်းကျန်ရှိနေသော Sky Villa အဆောက်အဦစီဆောင်နှင့်ဒီအဆောင်တို့အားဧပြီလ24ရက်နေ့တွင်ဖယ်ရှားရှင်းလင်းခြင်းနှင့်ရုပ်အလောင်းထုတ်ယူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။ ဧပြီ24ရက်မနက်09:40မိနစ်အချိန်တွင်ကြားနှစ်ဦး၏ရုပ်အလောင်းအားရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါဗျ။မတ်လ28ရက်သခိုင်းမြို့ဗဟိုပြု၍လှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ကြောင်းတိဆုံသူလူဦးရေထောင်ကျော်ရှိခဲ့ပါတယ်ခင်ဗျာ။ဆလဘီမြန်မာစစ်တပ်အနေနဲ့ပြည်သူများအပေါ်အကြမ်းဖက်တိုက်ခိုက်မှုများချက်ချင်းရပ်တန့်ရန်အမေရိကန်ပြောကြားတဲ့သတင်းကိုတင်ပြပေးပါမယ်။ မြန်မာစစ်တပ်အနေဖြင့်ပြည်သူများအပေါ်အကြမ်းဖက်တိုက်ခိုက်မှုများချက်ချင်းရပ်တန့်ရန်38ကြိမ်မြောက်ကမ်းအာဆီယံဆွေးနွေးပွဲမှာအမေရိကန်ကပြောကြားခဲ့ပါတယ်။အမေရိကန်၏အရှေ့အာရှနှင့်ပစိဖိတ်ရေးရာဘျူရိုအကြီးတန်းအရာရှိရှောင်းအိုနီကပြည်သူတွေအပေါ်အကြမ်းဖက်ဖိနှိပ်ချိန်မုံမှုတွေမြန်မာစစ်တပ်အနေဖြင့်ချက်ချင်းရပ်ဖို့နဲ့မတရားဖမ်းဆီးထားသူတွေကိုလွှတ်ပေးဖို့စာနာမှုအကူအညီတွေလိုအပ်သူတွေထံဟန်တားမှုမရှိဘဲပို့ခွင့်ပေးဖို့ပြောကြားခဲ့ပါတယ်။ 38ကြိမ်မြောက်ကမ်အာဆီယံဆွေးနွေးပွဲကိုကမ္ဘောဒီးယားနိုင်ငံမှာကျင်းပခဲ့တာဖြစ်ပါတယ်ခင်ဗျာယခုနောက်ဆုံးသတင်းအနေဖြင့်ထောက်ပို့ဒေါ်လာတကြံနဲ့ငလင်ကဲဆယ်ရေးရမုံငွေဈေးရောင်းပွဲတော်အမေရိကန်နိုင်ငံနယူးယောက်မှာကျင်းပမည်ဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်ထောက်ပို့ဒေါ်လာတကြံနှင့်ငလင်ကဲဆယ်ရေးရမုံငွေဈေးရောင်းပွဲတော်အမေရိကန်နိုင်ငံနယူးယောက်မှာကျင်းပမယ်လို့သိရပါဗျ။ဧပြီ26ရက်တွင် Broadway St James Church Elmhurst မှာကျင်းပသွားမှာဖြစ်ပြီးမြန်မာအစားအစာများရောင်းချသွားမယ်လို့သိရပါဗျ။အဆိုပါပွဲတော်ကို NYCBC ကကြီးမှုကျင်းပသွားမှာဖြစ်ပြီးတော့ညူရောက်နေမြန်မာအင်အားစုများလာရောက်ဖို့လဲဖိတ်ခေါ်ထားပါတယ်ခင်ဗျာ။အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတောက်တာကီနှစ်ကိုခန့်နှုတ်မှ ပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။